ခါတတ္တမတတ္တဟတွင်ဘောဓိပင်မတောင်ပြင်းလက်ရမြေမျက်နာဝဲသာသာယတနာမြေရခေါ်တွင်လင်းလုံးပင်၌တဘေညုဖရာပျောဆံသာတိကြီးမာညာတော်ဖွင့်တော်ကို တို့ခဏပါအရမြာကိုရှည်သွားတရကြင်ညိုစွာလျင်ဘုန်းတနာမနာကာရဝဖြင့်ဥချမြို့ကျိုးကျော်ရှိခိုးသည်ကောင်းကျိုးခတ်သိမ်းပြည့်စေတော်ခာတ္တမတ္တဟတွင်ဘောဓိပင်မှတောင်းပြလက်ရညီမျက်နာဝဲ ဘာသာရတနာမြည်ခေါ်တွင်လေလွန်ပင်၌သဗ္ဗညုဖယပျော်စံသာသည့်ကြီးမာညာတော်ဖွင့်လို့ကိုဆိုပြီးတော့လယ်ရီဆရာတော်ဘုရားကြီးကတတခုနှစ်ခုဘုဒ္ဓဝင်ဖြစ်စဉ်နဲ့မှာနောက်ဆုံးဖြစ်တဲ့ရာဇာယရဏတတ္တာဟတတ္တမတတ္တာဟရာဇာယရဏတတ္တာဟလင်္ကာကိုဤသို့ဆက်ဆိုပူဇော်တော်မူခဲ့ပါတယ် ဘုဇဏောမြတ်စွာဘုရားရှင်ကိုရောမြတ်မဟာတက္ကရတရားတော်မူကဆုံလာပြည့်နေမှာဘုရားအဖြစ်ကိုရောက်တော်မူကဆုံလာပြည့်သောတရားနေ့ကနေပြီးတော့စပြီးတော့ပလင်နဝမခေါနရပလင်ကတတားဇန်နေတော်မူအဲဒီကနေပြီးတော့ပလင်တော်ရဲ့အရှိမြောက်ရက်ကိုကြပြီးတော့ပလင်ကိုမမိတ်တော်မြတ်လုံးနဲ့ခေါနရဘလုံးကျင်နေတော်မူအနိမိတာတတားအဲ့ဒီတော့ဇန်နေတော်မူ အရိယာနပလင်းတော်နဲ့အနိမိတစေတီတော်တို့ရဲ့အကြမှာ900ပန်းလုံးဆင့်ကြံကြွပြီးတော့နေတော်မူယရဏစင်္ဂမတတဟအရိယာနေတော်ယရဏကရတတဟမှာတော့ပလင်းတော်ရဲ့အနောက်မြောက်ရဲ့ယရဏကရကျွေးအိမ်မှာကြွပြီးတော့ဆံနေတော်မူအရိယာနေပြီးတော့ပလင်းတော်ရဲ့အရှိအယ အဇမာလညောင်မင်းရင်မှာအဇမာလလို့ရတဲ့ဆေချောင်းညောင်မင်းရင်မှာ900ရစံနေတော်မူအာရိကရပလင်တော်ရဲ့အရှိတောင်းအယမုဇလိဒာအယနီဂျီဘင်အဇမာမုဇလိဒာနဂါမင်းမြာဘူဇော်ကိုခမ်းပြီးတော့ခမရပလောက်စံနေတော်မူအာရိကနေပြတော့နယုံလာပြေကျော်73ရက်နှစ်နယုံလာပြေကျော်72ရက်နှစ်အထိ မုစလင်ဒါအိုင်အနေကြည့်ပင်ရဲ့မှာစံနေတော်မူပြီးတော့မယုံလာပြီးတော့ဆက်သုံးရနေရောင်းတော့ကြည့်ပင်ရဲ့ကလည်းထပြီးတော့ဘုရားကိုယ်တော်မြတ်ဟာမဟာဗောဓိမန္တန်ရဲ့တောင်ရဲ့ရာဇာယရဏလို့ခေါ်တဲ့လင်းလုံးပင်တို့ကြတော်မူပြီးတော့အရိလင်းလုံးပင်ရဲ့အမအရတ္တဖို့ချမ်းသာကိုခံစားပြီးတော့ခမည်းဘလုံးတရင်သောစံနေတော်မူအဲ့ဒါဝါဇုံလာဇာ၅ရက်နေတည်ရောက်တဲ့ ဝါဇုလာသဘာရလေးစံနေတော်မူတာကဘုရားရှင်မတော်မြတ်ဒီကဆုံးလာပြီဆိုတရားနည်းရနေပြီဝါဇုလာပြီဆို9ရက်နေ့အထိတတ္တတ္တဟာ9ခုနှစ်ခုနှစ်နည်း49ရက်ပြည့်ပြီတဲ့ဘုရားမဖြစ်ခင်အလောင်းတော်ဘဝတော်ကဆုံးလာပြီနဲ့မနက်ခင်းမှာဥဇာတာလို့ခေါ်တဲ့ဒေနာနီကုန်းသူတရေသမီးစက္ကလူနာလိုက်တဲ့အနာလူစွမ်းကိုဖုံးဝေးပြီးတော့49ရက်9ရက်9နည်းတို့ကာလဘလုံးစံနေတော်မူပြီတဲ့ ကိုယ်လက်တုတ်တင်ခြင်းမျက်နာတော်တည်ခြင်းရေချိုးခြင်းဆွမ်းဖုံးပေးခြင်းမရှိဘူးတဲ့ဇာတမဘက်ချမ်းသာတို့ကိုယ်သာခံစားလျက်ကုန်လုံးတော်မူခဲ့တယ်။ဝါဇလာကငါရဲ့နေဘုရားဟုနေကိုရောက်တဲ့အခါလဲလုံးပဲမှာတရင်တော်နေတဲ့မြတ်စွာဘုရားရဲ့ဆေကျမ်းတော်မှာမျက်နာအစ်လို့စိတ်ကိုယ်လက်တုတ်တင်လို့စိတ်ဖြစ်တဲ့အဲ့အတွက်ကြောင့်ဇာမင်းကဆေးကျက်စုစည်းကိုဆက်ကတ်တယ်။ အဲဆေးကျသူတိကိုဖုံးပေးပြီးတော့ဘုရားရှင်ကိုတော်မြတ်မှာတရီရဝလင်ဇနလို့ခေါ်တဲ့ကိုလက်တုတ်တင်ခြင်းကိစ္စအညစ်အကြေးဆုံးခြင်းကိစ္စတွေဖြစ်ပေါ်လာတယ်။အဲဒီအရောင်မြတ်စွာဘုရားပြည့်တရားမင်းမြတ်စွာဘုရားကိုတရားမင်းကပဲငကားပြီမှာဖြစ်တဲ့ကိုယိုဓာန်ဘူးကိုဆက်ကပ်ပြီးတော့ဓာန်ဘူးသုံးဆောင်ညတတိရေဆက်ကပ်ပြီးတော့မျက်နာတဲ့အနောက်တအိုင်ကဇေလမျက်နာတက်ပြီးတော့မြတ်စွာဘုရားပြည့်တရားမင်းဆက်ကပ်တော့ကိုယိုဓာန်ဘူးကိုဝါ အနုဒာအင်္ဂါရင်းနဲ့မျက်နာသစ်စင်အမှုကိုပြုပြီးတော့ကိုလတ်တောက်တဲ့နဲ့တရီရဝန်လင်းစနာကိစ္စပြီးတဲ့အခါလင်းလုံးပင်ရင်းမှာပဲထိုင်နေတော်မူတယ်။အဲ့ဒီချိန်တည်း900သောလဲအစည်းပေါင်း900နဲ့တကွာဥက္ကလဇနပုတ်ကနေမစိမဒေတာကိုကုံရောင်းလာကြတဲ့တပုတ်တန်နဲ့ဗန္ဓိကတော့ကုံတဲ့ညီနောင်ကလည်းဘုရားရှိရာလင်းလုံးပင်အဲ့ဒီခရီးကသွားနေစား အဲ့ဒါကိုသူတို့နဲ့ဆွေမျိုးတော်မူတဲ့ရုပ်ကစုံနဲ့တယောက်ကနေပြီးတော့သူတို့လက်တွေကိုရက်အောင်တဝန်းနဲ့လောက်လိုက်တယ်တခါတည်းကုန်းဆောင်ကြီးကလက်တွေကရက်နေတယ်။ဘာလို့ရက်ပါလဲသူတို့မသိဘူး။နောက်တော့နှက်ကကိုထင်းပြပြီးတော့သင်တို့တွေအခုဖျားပွင့်ပြီ။မြတ်စွာဘုရားကလက်လုံးပြင်းမှာဟော်ဟူနားမှာတရင်သုံးနေတဲ့မင်းတို့သွားပြီးတော့ဆုံးကတ်ချေကြ။အာသူတို့လည်းဝမ်းသာသွားပြီးဖျားကိုပြေးပြီးဖျားဖူးဖျားဖူးရပြီးဖျားပွင့်ပြီတယ်။ငါတို့ဆုံးချက်နဲ့ကြာရောက်မယ်ဆိုပြီးတော့မုံကြွကျင့်တဲ့ပြားဆုံးမှုခကြီးဆောင်မှု ဘဲသေးသားတွေယူပြီးတော့ဘုရားကိုသွားပြီးတော့ကတ်တယ်။မြတ်စွာဘုရားလူခံပါအရှင်မြတ်လူခံတဲ့အတွက်တပည့်တော်နေရောနေရှင်ရက်မြတ်စည်းဝါးချမ်းသာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့လူခံမှုစောင့်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲသူဇာတာနုကနာဇံကတ်လူဇင်ကရွှေဘွက်နဲ့လူခံခဲ့ရတဲ့အဲ့ဒီအရှင်ကရွှေဘွက်လူခံတဲ့နေမှာပဲအရိကရာဓမ္မမင်းကြီးတောထတော်မှာတွေ့တဲ့တပိတ်ကလည်းမရှိတော့ဘူးပျောက်ချင်းမလားပျောက်ကွယ်ပြီးတော့သွား ။ဟာနဲ့မြတ်စွာဘုရားကရှေ့ရှေ့နောင်တော့နောင်တော့ဘုရားတို့ဒီလည်းပဲလက်နဲ့အလူမခံကြဘူး။ငါဘုရားဘာနဲ့အလူခံရပါမလဲအကြံဖြစ်တဲ့အချက်။ဒဒရထဝိရုဏကဝိရုပကကုဝေဒလို့ခေါ်တဲ့နာမည်လေးရပါဘုရားရှင်ရဲ့စေကြံတော်ကိုသိပြီးတော့တခါတဲ့အိန္ဒနီလာအကြောင်းကိုတပိတ်လေးလုံးကိုလာလို့တူတန်းတယ်။မြတ်စွာဘုရားကအိန္ဒနီလာအကြောင်းကိုတပိတ်အလောမေတ္တာဖိုးထိုက်တဲ့ဒီတပိတ်ကိုအလူမခံမင်းပေရအတွက်ကြောင့်နတ်မင်းကြီးလျှောက်ကယိုယိုပဲတော်အစစ်စစ်တဲ့သောက်တဲ့ဘိတ်ကိုဘုရားရှင်ကလှူတော့ဘုရားကိုယ်တော်မြတ်ဟာ နိုင်မင်းကြီးလေးပါးလုံးကိုချင်းရလိုတာဖြစ်တဲ့အတွက်ကြောင့်လေးလုံးစလုံးကိုအလုခံတယ်အလုခံပြီးတော့တစ်လုံးနဲ့ပြောင်းအတိတ်ထန်လိုက်တဲ့အခါအနာလေးရစီသောတပိတ်တစ်လုံးနဲ့ဖြစ်သွားအဲဒီတပိတ်နဲ့အလုခံပြီးတော့ဂုံတဲ့ညီနောင်တို့ရဲ့ပြားဆုံမှုနဲ့မွန်ကျော်ချက်တွေကိုအလုခံဖုံးပေးသုံးဆောင်ပေးတရားနမောရနာဟောတယ်တရားဟောတယ်ဆိုရင်တရားမရနိုင်ဘူးနော်တရားကိုဓမ္မစကြာမဟောသေးဘူးတဲ့ကအထုံဝါဒနာဖြစ်အောင်တော့ပဲအဲဒီတော့ဂုံတဲ့ညီနောင်တို့ကိုလည်းပဲ နာဂယရဏမဘောဒိနဖရာယရဏတရားယရဏသာရှိတဲ့အတွက်ကြောင့်တရဏဂုံနှစ်ပါးဆောက်တည်တဲ့ဝေဝါစိကတရဏဂုံဆောက်တည်တဲ့ပုဂ္ဂိုလ်ဥပဒကများအဖြစ်ရောက်ကြတယ်ဘောကုန်တဲ့နိနောင်နဲ့ဒီနေ့ခလုံးနားလည်လို့ပြောရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဒါပဲတန်ခံတရဏံကိစ္ဆာမိမရှိဒါမှကတော့အေဒီမယံဗန်နေဘဂဝါသတရဏံကိစ္ဆာမဓမ္မင်္စာတပြေဝေဝါစိကတရဏဂုံအဲ့ဒီလိုဆောက်တည်ကြတယ် ညစွာဗျာကျွန်ုပ်တို့အမျက်စိကကိုးကွယ်ဝင်ရောက်ဝရဘုရားရှင်ကိုရောမျက်စိကအရာဝတ္ထုတစ်ခုခုပူဇော်ဝယ်ကရုဏာစိတာပေးသနာပါဆိုတော့ဘုရားကိုရောမျက်ကဘုန်းတဲ့ရှင်တော်တို့လျှောက်ထားတဲ့အတွက်ကြောင့်လက်ရလက်တော်နဲ့ကိုရောမျက်ရဲ့ဥကောင်းတော်ကိုသုံးသပ်ပြီးတော့ဆန်တော်ဓာတ်တွေကိုသနာချင်းမြင်လိုက်တယ်အဲဆန္ဒတော်ကိုရရှိကြတဲ့ဥက္ကလာတိုင်းကတပုဒ္ဒနာဗန္တိက ကုန်းတဲ့ညီနောင်ဟာမိမိတို့နေအောက်ကလာဇနဘုပောခရဝတိမြို့ကိုပြန်ပြီးအဲဆန်တော်တွေကိုဇေဒီတော်တည်ထားပြီးတော့ကိုးကွယ်ခဲ့ကြတယ်တဲ့။ဒါအောင်စံတို့တတ္တဟာခொနလီပြီးပါပြီနော်။ခொနတတ္တခொနပါဘုရားဝင်ဖြစ်စဉ်ပေါ့။ဒိုခொနပါအယမ ्या ကိုရှင်သွာတတ္တာကြီးညိုစွာလျင်ဘုန်းတဏမနာကာရဝဖြစ် 우찬요조조세코디강조카데인비세이